British Army မင်္ဂလာပါရှင်။ Medicated Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်။အသက်80အရွယ် Michael Thompson ဆုချေပါဝင်နိုင်ငံရေးအကျဉ်းသားအလုပ်ကိုပြန်လုပ်ပင်းရန်စက်ကောင်စီကိုတာဖြစ်သူကိုထိန်လင်းလို့ခေါ်ရဲ Kim Eric ကထမံတောင်းဆိုလိုက်ပြီးလို့သိရပါတယ်။အသက်80နှစ်အရွယ် Michael ဖြစ်သူတော်ဆုချေပါဝင်နိုင်ငံရေးအကျဉ်းသားအလုပ်ပြန်လုပ်ပင်းရန်တာဖြစ်သူကိုထိန်လင်းလို့ခေါ်ရဲ Kim Eric ကထမံတောင်းဆိုတော့ခဲ့ပြီးဖြစ်ပါတယ်။ ဂျမန်နေအေဘီလာ20နှစ်လောက်အမေရိကန်ခီးစစ်အဆုံးတက်စင်၎င်းအချက်ပါပိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပြီးဂျော်ဆန်စုချီအပောင်းဝင်နိုင်ငံအကျဉ်းသားများလွတ်မြောက်ရေးစစ်ပေးတပ်ဖွဲ့အပိတန်းခံနေရတဲ့မြန်မာပြည်သူများကိုလူဒါချင်းဆန္ဒထားထားမှုအကူအညီရရှိရေးဆွေးနွေးတောင်းဆိုရန်အမေရိကန်ပြည်ထောင်စု ရှစ်မြို့နယ်သို့ကိုထေလင်းကတွားရောက်ခဲ့တာဖြစ်ပါတယ်။ မိမိကို၆ထဲမှာအတန်တိတ်ဒုက္ခခံမနေစေချင်ပါဘူးမိမိဟာဂုံတက်ခါရှိရှိဆက်ဆံခံရထိုက်ပါရင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်းအတူတူပါပဲဟုကိုထင်းနေကပြောဆိုခံရဖြစ်ပါရင် ဂျာဆန်စုကြည်ဟာတင့်တော်တဲ့စေဖက်ဆရာပြုစုဆောင်ရှားမှုမရရှိပဲပြင်ပနဲ့စတွင်ရဖြတ်တော့ကအထီးကျန်ချုံအောင်ခန္ဓာရဆဲမိခင်ကျအတွေ့စိုးရင်ကြောင်းစစ်တပ်ကမတရားဖန်ဆီးထိုက်တင်ထားတဲ့နိုင်ငံရေးအကျဉ်းသား2000ကျော်ကိုလည်းလွတ်ပေးရန်အရေးကြီးကြောင်းအမေရိကန်ကီးစင်အတွင်မှထပ်တန်းတဲ့တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်ကနိုင်ငံရေးတမမဟုတ်ပေမဲ့မိမိအတွက်နိုင်ငံရေးအကျဉ်းသားအလုံးနဲ့မြမအပြည်လူထု မြောက်လွတ်မြောက်ရေးအတွဲကျွန်တော်ဆက်ပြီးတော့ပိုက်တော်တောင်းဆိုနေပါတယ်မိမိတာတူအနေနဲ့မအောင်မြင်မချင်းကြတော့ကျွန်တော်ရက်မှာမဟုတ်ပါဘူးလို့ကိုထင်းလေးကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ကိုထင်းလေးကတော့အမေရိကန်ရဲ့မဟာမိတ်များနဲ့အပြင်စစ်ကောင်းဆောင်တဲ့အပေါင်းပါများကိုပုံမှုပိတ်ဆို့အရေးယူရန်စစ်အာဏာရှင်များအားလက်လက်ထောက်ခံနေတဲ့နိုင်ငံများကိုဖိအားပေးရန်နေဆက်ဖြတ်ကျော်လူတန်းချေဆန္ဒထားထားမှုအကူအညီလမ်းကြောင်းများကိုပံ့ပိုးရန်လွတ်လပ်တဲ့မီဒီယာများနဲ့အရက်ဖဲလူမှုအဖွဲ့အစည်းများကိုကောက်ွယ်ထောက်ပံ့ ရန်တောင်းဆိုတွားခဲ့ကြောင်းသိရှိရပါသည်မြန်မာနိုင်ငံကကမ္ဘာအကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ်ကျနေတဲ့နေရာတွေထက်ကတစ်ခုပါဒါပေမဲ့တော်တော်များများကဒီအချက်ကိုမျက်ကွယ်ပြုထားဆဲပါပဲကိုကိုထင်းနေရဆိုချာဖြစ်ပါတယ် ဂျွန်ဆန်စုကြည်ရဲ့တာငယ်ကို channel ဟာအမေရိကန်ခရီးစဉ်အတွင်းမှာ အမေရိကန်လွတ်တော်အမတ်များအရဖက်လူမှုအဖွဲ့အစည်းများနဲ့ကောင်ဆောင်များနိုင်ငံတကာအဖွဲ့အစည်းများနဲ့အမေရိကန်ရောက်မြန်မာများဒီမိုကရေစီထောက်ခံတူ9000ကျော်နဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်။အမေရိကန်ခရီးစဉ်အတွင်းမှာရန်ပုံငွေအမေရိကန်ဒေါ်လာ၄သိန်းကျော်ရရှိအောင်ဆောင်ရနိုင်ခဲ့ပြီးစကိုင်းငွေကြောင်းအစိုးရဆုံးထိခိုက်ခံစားနေရသူများကိုအရေးကြီးတဲ့အကူအညီများပေးအပ်နေတဲ့နေရာတွင်အတုံးပြမှုအပြင်မြန်မာလူသားချေဆန္ဒထောက်ထားမှုဆိုင်ရာအချက်အလက်တွေ ဒီမိုကရေစီချိုးဖောက်မှုများကိုရှေ့တန်းကနေဥဆောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းများကိုပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။